ဒါကတော့ကဘာပေါ်မှာအနေအများဆုံးပင်လဲကြည့်ပါ။ចောင်းသား၃ယောက်ကစွန်စားခန်းဖွင့်ဖို့ရောက်လာကြပြီးចောင်းလန့်နေကြတယ်။ပြည်ပတ်ဝင်ချင်းမှာငမန်းတွေပပက်လဲဝင်ရံနေပြီးကြောက်ဖို့ကောင်းတဲ့အနေထားပါပဲ။၃ယောက်သားចောင်းလန့်တကြားနဲ့လှည့်မြန်လောကြပြီးမယ်။ခဏနေတော့ငမန်းတွေပုံများလာပြီးလာတဲ့အချိန်နှုန်းလဲပုံများကသူတို့နဲ့ပုံမူနီးကပ်လာကြတယ်။အနောက်လဲကြည့်လိုက်တော့ဘာဖြစ်နေမှန်းမသိဘူး။ပင်လဲထဲမှာရေဝဲကြီးဖြစ်နေပြီးထူဆန်းတဲ့အရာကြီးပေါ်လာပါလေ။ဒါကတော့မော်ပညာတွေနဲ့ဖန်တီးပြုလုပ်ထားတဲ့ပင်လဲကြီးပါ။ခုနကငမန်းတွေကလည်းငမန်းတွေမဟုတ်ဘဲထူဆန်းတဲ့မော်ပင်လဲကြီးရဲ့သွားတွေပါ။ အနောက်ပြန်လဲခြင်းပေမဲ့မမီတော့ပါဘူးလေလီကရေဝဲကြီးတဲ့ကိုလျှော့ချသွားပြီးသုံးယောက်သားလေကိုတင်းတင်းဆုပ်ကင်ထားပြီးရေဝဲကြီးတဲ့ပြုတ်ကျသွားတယ်တဖြည်းဖြည်းပင်လဲရေနဲ့ထဲပြုတ်ကျလာပြီးမော်ကဘာထဲရောက်သွားလိမ့်မယ်လို့မထင်ထားဘူးလေဘော်ကစင်မီကြည်တော့အောက်ခြေမှာလင်းရင်ပြန်အပြက်တွေနဲ့တင်းမောအပြက်တွေကိုတွေ့လိုက်ရတယ်ပင်လဲမိဆာရဲ့ဘိုက်ထဲရောက်နေပြီးထူးဆန်းတဲ့အတန်တွေကြားနေရတယ်အတန်ရှိတဲ့နောက်လိုက်ရှာကြည်တော့တင်းမောတစီနဲ့မိပြားတိုင်းဖွင့်လိုက်တာကိုတွေ့လိုက်ရတယ်သူတို့တငယ်ချင်းတွေကလည်းတင်းမောပေါ်မှာရှိတော့တတလှန်ပြလိုက်တယ် တင်မောပေါ်ရောက်တော့တင်မောရုတ်တရက်လှုပ်လာပြီးမင်းနဲ့မိစာရဲ့ဘိုက်ကစတင်လှုပ်ရှားပါတော့တယ်။ခြုံထက်တဲ့သွားရီအကုန်လှုပ်ရှားလာပြီးဝါမျိုးဘိုးလှုပ်တော့တငယ်ချင်းတွေအကုန်နီးလန်းရှားကြတယ်။နီးလန်းရသွားပြီးပင်လယ်မိစာဘိုက်ရေပြားကိုဘုံနဲ့ပြကြတယ်။ဒီလိုပြစ်တာကအသုံးတော်ဝင်ပါတယ်။ပင်လယ်မိစာရေပြားပေါက်သွားပြီးပင်လယ်ရေတွေဝင်လာပြီးအတန်အကျဲကြီးထွက်လာတယ်။ကောင်မလေးကလည်းတင်မောကိုအချိန်နဲ့မောင်းပြီးပင်လယ်မိစာကိုယ်ရေကနေထွက်ဖို့လုပ်တယ်။မှန်ရအပ်သွားပြီမယ်ပင်လယ်မိစာကူရဲကနေထွက်လာနိုင်တော့အကုန်လုံးပျော်နေကြတယ်ပျော်လို့မဝသေးခင်ပါပဲသူတို့မှာပိုအရေးကြီးတဲ့တာဝန်ရှိတာကိုသတိရသွားကြတယ် သူတို့အကုန်ထူးဆန်းတဲ့ရွှေမော်ပြားကိုရှာကြရမှာပါ။တန်လျက်ပေါ်လာတော့ကောင်းလေးကပင်လယ်ပြင်ပေါ်မှာအလေးနက်တွေကိုတွေးလိုက်ပေမယ့်အစာကတော့ဘာတိတ်မှန်မှန်မသိခဲ့ပါဘူး။နောက်မှကောင်းလေးကအလေးနက်တွေကရွှေမော်ပြားကိုရှာလို့ရမယ့်မြေပုံမှန်သိခဲ့ရပြီးတော့အပေါ်ကစာတွေကရွှေမော်ပြားရှိတဲ့နေရာကိုညွှန်ပြနေတာပါ။တေမောကြီးကိုစံတို့ပြီးရွှေမော်ပြားရှိတဲ့နေရာကိုစတင်ထွက်ခွာပါတော့တယ်။ခဏနေတော့ကျွန်းကျုံးကိုတွေးပြီးတော့ကျုံးပေါ်ရောက်တော့ပျော်ရွှင်စရာကောင်းကြတဲ့ကစားကွင်းပြက်ကြီးကိုတွေ့လိုက်ရတယ်။ဒီလိုဘာကြောင့်ပြက်စီနေလဲဆိုတာကိုတော့မသိကြပါဘူး။မြေပြင်ပေါ်မှာလည်းလူယိုးကောင်းတွေနဲ့ပြည်နေပါတယ်။ ကုရဲရောက်တော့ကြောင်တိုးနေပြုံးကြလာတော့အကုန်လုံးပုံလိုက်ကြတယ်ခဏနေတော့လူတစ်ယောက်ကလူတန်ကြီးကိုတိုက်ခိုက်နေတာတွေ့လိုက်ရတယ်အဲလူကလူတန်ကြီးဘေးမှာရှိတဲ့ရွှေမော်ပြားကိုယူဖို့လာတာဖြစ်ပါတယ်ကောင်လေးကရွှေမော်ပြားကိုလူယူသွားပြီးထွက်ပြေးသွားကလူတန်ကြီးကိုတော့ကုရဲမှာပိတ်ခဲလိုက်ပါတယ်ကောင်လေးလည်းရွှေမော်ပြားကိုယူလာပြီးတော့ပလင်ပေါ်တင်လိုက်တယ်ခဏနေတော့ပလင်ပေါ်ကနေအယောင်စုံလေးနဲ့နေထွက်လာတော့ဘေးကလူတွေလည်းဘာလို့ရမှန်းမသိပဲငေးကြည့်နေကြတယ်ခဏနေတော့ပောက်ွဲမှုအကြီးကြီးဖြစ်ပြီးလွင့်ထက်ကုန်ကြတယ်။ကောင်းငင်ပေါ်မှာမှော်လက်ကြီးပေါ်လာပြီးတော့ခဏနေတော့ခနာကိုတစ်ခုလုံးဖြစ်လာပါတယ်။ အကုန်လုံးထူးဆန်းပြီးရကြည်နေတော့ခန္ဓာကိုယ်တစ်ခုလုံးပြေသွားကလူပုံစံဖြစ်သွားပါတော့တယ်။ကောင်းလေးကအခုမိစ္ဆာလူတန်းကြီးရဲ့မြေလေးပါ။မိစ္ဆာလူတန်းကြီးလည်းကောင်းလေးကိုလမ်းဖန်လိုက်ပြီးပစတဲ့ပြစ်ထဲကဝါမျိုးချလိုက်မယ်လို့ဘသူကထင်ပါလေ။ကောင်းလေးကိုပစတဲ့ပြစ်ထဲလိုက်ပြီးတော့နောက်လူတွေကိုလည်းကောက်ပြီးတော့ပစတဲ့ပြစ်ထဲလိုက်တယ်။ကောင်းလေးကဓာတ်ကင်ပြီးတိုက်ခိုက်ဖို့လုံတော့ထူးဆန်းတဲ့အကောင်ကြီးရှေ့ရောက်လာပြီးသူ့ကိုခုန်ဖမ်းဖို့လုံတော့လူတစ်ယောက်ကဝန်ကင်လိုက်ပါလေ။ခဏနေတော့မိစ္ဆာဘလူးကြီးလမ်းလျှောက်လာတော့မိစ္ဆာဘလူးကြီးခြေတော်ကိုရှောင်လိုက်တယ်။ခဏနေတော့မိစ္ဆာဘလူးကြီးရုတ်တရက်လဲကျသွားလိမ့်မယ်လို့ဘသူမှမထင်ထားဘူး။ ကောင်လေးလက်ထဲကဒါကပလင်ဘော်ကစွမ်းအားတွေကိုဆုပ်ယူနေပြီးဘလူးကြီးကိုအာနေအောင်လုပ်နေမှန်းသိတော့ဘလူးကြီးကကောင်လေးကိုလှမ်းရိုက်တယ်။ကောင်လေးလည်းပြန်နေတဲ့အပိုင်းစားတွေပေါ်တက်ပြီးဘလူးကြီးကိုနှိမ်နှင်းဖို့လုပ်ပါတယ်။ဘလူးကြီးလက်ထဲကောင်လေးရောက်သွားပြီးဘလူးကြီးကလက်ကိုညှစ်ချလိုက်တော့တငယ်ချင်းတွေဝိုင်းအောင်ကြတယ်။ခဏနေတော့ကောင်လေးကဘလူးကြီးလက်ထဲကနေပြန်ယုံထွက်လာနိုင်ပြီးဘလူးကြီးလက်မောင်ဘော်ကနေရင်ပတ်နာသွားကဒါနဲ့ထိုးချလိုက်ပြီးအောက်ပတ်ဒီဆွဲချသွားတော့ဘလူးကြီးကကိုနှချမ်းကွဲသွားကဝိညာဉ်ကပလင်ထဲရောက်သွားတော့တယ်။ခုနကဘလူးကြီးဝါမျိုးထားတဲ့လူတွေအကုန်လုံးလည်းပြန်ပြုတ်ကြလာတော့တယ်။ မင်းကူနာက9ရက်ညစာဖြစ်တော့မလို့ဘလူးကြီးဝင်းရင်ကိုဖမ်းချုပ်ပြီးတော့ရွှေမော်ပြားကိုအာရပါရလှန်လိုက်တယ်။ကောင်လီလည်းဘလူးကြီးကိုတန်နိုင်လိုက်လို့တက်ပြင်းချလိုက်တော့အကောင်ကြီးပေါ်လာပြီးကောင်မလေးကြောကိုထိုးလိုက်တယ်။ကောင်လီတယောက်တည်းအကောင်ကြီးကိုချနေတော့ကောင်မလေးတယောက်ကဝိုင်းကူပြီးတယ်။ခဏနေတော့အကောင်ကြီးလည်းပြမုတ်ဖြစ်သွားတော့တယ်။ဒဏ်ရာရသွားတဲ့ကောင်မလေးကိုတွေးတရအောင်လို့ဝိုင်းလုပေးကြတယ်။မော်ရွှေပြားကထူးဆန်းစွာနဲ့ကောင်မလေးကိုပေါ်ပတ်ပြီးတော့ကောင်မလေးပြန်တတိယလာတော့တယ်။